အမေအပြင်သားမလို့တားရဲ့ပတ်စံအိတ်ထဲကပတ်စံနဲ့ကပ်ယူသွားလိုက်တယ်နော်။ဘာလို့မေးညာလဲယူသွားလေအမေရဲ့။နင်းအမေကစိတ်တိုင်းကျအိတ်ထဲကနေပတ်စံကပ်ယူသွားနေရဘာလို့မပြောတာလဲ။မလိုတဲ့နေရာတွေမှာစိတ်ကြိုက်ပတ်စံသုံးခဲ့။ဘာဖြစ်လဲအမေယူတာ။ပြမယ်ဘာဖြစ်လဲဆိုတာငါအိတ်ထဲကပတ်စံယူရင်ကိုဘာသုံးခဲ့တာလဲဆိုပြီးတော့ဆယ်ကုန်းလောက်မေးတယ်။အဲ့တော့အမေကလည်းမေးလေ။ငါရဲ့အမေဟုတ်တယ်။ဘာလို့တလောက်တူတူလေးကိစ္စအကြီးပုံကြီးချဲ့နေလဲ။ဟုတ်ပြီလေ။ငါပဲမှားနေရလား။ငါပဲရန်ရှာနေရပေါ့။ နင်းနဲ့စကားပြောနေတာဟိုကအလကားပဲအေးအေးစကားပဲပြောပါမလဲငါကနင်းနဲ့ဘာများအရေးပါလို့လဲငါပဲမင်္ဂလာဆောင်ပြီးဒီအိမ်ကိုလာတာငါရဲ့အကြီးမားဆုံးအမှားတစ်ခုပဲအမေရောက်လာပြီလားရောက်ပြီဒီနေ့တော့မေ့သွားတာပဲဟုတ်လားဘာရေယူလာခဲ့တာလဲပြကြည့်ပါဦးချွေမတော်ကောယူလာခဲ့ရလားမေချွေမရေလာကြည့်ပါဦးချွေမတော်အဝဲလက်လာလေးတွေယူခဲ့ပြီးတယ်သူ့အတွက်ပဲအကုန်ယူခဲ့ရပေါ့ဒါအတွက်မပါဘူးလားငါသားအတွက်လည်းပါတယ်လေတခွ ဟွန်းချွေးမတွက်ကအများကြီးတားအတွက်တစ်ခုပဲပေါ့နင်ကအပြင်သွားနေရပဲလေသွားနေနဲ့လမ်းကြော်ရဖမစို့ဝင်ဝဲလို့ရရပဲလေချွေးမကြတော့အိမ်မှာပဲနေရလေဘယ်မှလည်းတိတ်မသွားဘူးဆိုတော့ပြီးတော့အချိန်လည်းမရဘူးလေအားကြောင့်ဒါတွေလိုအပ်လို့ဝယ်လာပေးခဲ့တာလေတာချွေးမကဘာဖြစ်နေရလဲဘာမှမဖြစ်ဘူးအမေဒီမှာခဏထိုင်နေနော်တားပြန်လာခဲ့မယ်တွေ့ရမလားအမေကိုကိုသားတက်ကိုချွေးမကိုပို့ပြီးတော့စိတ်ပူတယ်ငါ့အတွက်အဝတ်တထည်ပဲယူခဲ့ပြီးတယ် ဒါပေမဲ့ချွေးမအတွက်ဆိုရင်အဝတ်လည်းများတယ်လက်ကောက်တည်းရောချွေးမအပြင်သိမ့်မထွက်ဘူးဆိုပြီးတော့ပတ်စံနေမဝယ်ဘူးဆိုတာကိုအမေကသိလို့ချွေးမအတွက်ဝယ်ခဲ့ပေးတာဒီလောက်ထိတွေးပြီးတော့ယူခဲ့ပေးရဲ့လေနင်ကတော့အမေအမေအမှားပဲထင်နေတာဘာဖြစ်လဲပတ်စံရေးထဲကပတ်စံယူတာအမေရတအူရီတော့တားပဲလေစီးပွားရေးလုပ်တယ်တားနာကနေပတ်စံမျိုးဘယ်သူဆရာနေယူမလဲမင်းမစဉ်းစားကြည့်လေနင်ကငါ့ရဲ့မေးမဟုတ်တယ်ဟိုဟာအမေဘလို့လုတ်ပြီးတော့နှစ်ယောက်မှာတယောက်ကိုရွေးနိုင်ပါလေနှစ်ခုစလုံးကိုတူတူမြဲအောင်ငါလုတ်အောင်ပါလေ ရန်ဖြစ်တာအိမ်တိုင်းမှာဖြစ်တယ်။ရန်ဖြစ်တိုင်းမခေါ်ဘဲနေလို့မရဘူးလေ။ပြီးတော့တန်ရောစင်လည်းရှိရလေ။နှစ်ယောက်စလုံးကငါ့အတွက်အရန်ရေးပါတယ်။အမေကိုပိုစင်စားတယ်၊နင်းကိုပိုစင်စားတယ်။အဲ့လိုမဟုတ်ဘူး။တစ်ခါတလေမှတေချာစင်စားကြည့်။နင်းအတွက်ဘလောက်ပဲလှုပ်ပေးလှုပ်ပေးအမေအတွက်လည်းအဲ့လိုပဲလှုပ်ပေးတယ်။နှစ်ယောက်စလုံးမထားခင်နားလေပြီလား။အမေငါ့အတွက်ဘလို့ကြီးတွေးနေလဲ။ယောက်ျားဘလို့တက်တွေးနေလဲ။နားလေသွားပြီ။ငါအမြင်ပြောင်းလဲရမှာ။ဒီမှာပဲနေနော်။ပြန်လာခဲ့မယ်။အမေ ကြောက်လေသမီးမဖြစ်တာလေသမီးမဖြစ်ပါဘူးစိတ်ရှုံနေအခုအဆင်ပြေသွားပြီ